အားလုံးပဲမင်္ဂလာပါရှင်။ Listener Ban Audio Go Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီခါမှာတော့စာရေးဆရာကြီးတက္ကသိုလ်စိတ်တင်ရေးသားထားတဲ့လူနှစ်ကိုတဲဟိုမြန်မာနေရဆိုတဲ့ဝတ္ထုတူကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားစင်ခန်းစားပေးကြပါဦးရှင်။လူနှစ်ကိုတဲဟိုမြန်မာနေရအခန်းတည်းဟိုးမောလိုက်တာ။မောသားစင်တဲ့လက်ထဲကစာရွက်လေးတစ်ခုကိုစပွဲပေါ်သို့လှမ်း၍ပြစ်တင်လိုက်ပြီးလျှင် ပလက်ကလေးထိုင်ပေါ်သို့ထိုင်ချလိုက်တယ်။အမောမပြေနိုင်သေးသည့်အထင်နဘူးမှချွေသည်ချွေပေါများတိကျလာပြန်သောကြောင့်အပေါ်ဝော့တကလက်အင်ကြီးအိတ်ထဲမှလက်ကင်ဘွားကိုထုတ်၍နဘူးမှချွေများကိုတုံနေရသေးတယ်။သားပြန်လာပြီလားဟိ။နောက်ဖေးကမ်းမှထွက်လာသောပါခင်ဖြစ်သူဦးညွတ်မကတေးပြင်းလေးကိုမင်းကြီးရဲ့လှမ်းမေးနေတယ်။ဟုတ်ကဲ့ဘေဘေ။မစုံမအောင်ဘေဘေရာ။တားလျှောက်တဲ့အလုပ်က မနေ့ကလေးကကြောက်လွန်လက်ခံတာပိတ်သွားပြီတဲ့อืมဒုက္ခပါပဲဘယ်ဒုက္ခဟုတ်မလဲအသားယာကို့မှာပညာနဲ့ပဲတနေ့မရတနေ့ရမှာပေါ့အလုံးရပေါ်များတလောက်ပုံမနေစားမှာနဲ့ကွာဦးညွန့်မောင်ကဧကန်းရှိလက်တန်းတလုံးတွေဝင်ထိုင်ရင်းသားဖြစ်သူအားနှစ်သိမ့်ပေးနေတယ်မောင်တန်းစင်သည်ရခုနှစ်တွင်မှဂျန်ကုန်တက္ကသိုလ်မှဝိဇ္ဇာဘွဲ့ရခဲ့တယ် BA တွေတောင်းလို့ပုံနေသော DK ဝဲ အောင်တန်းစင်လို့ BA အသစ်ဆက်ဆက်ကလေးတွေအချား BA တွေလိုပဲအလုံးမရနိုင်တော့ဝဲဒုက္ခတန်တရား၌ခြားခြားလည်၍နေရစေဖြစ်နေတယ်။ကြောက်ခဲ့သမျှအလုံးဌာနတွေမှာဒုနယ်တည်းသို့တော့ယနေ့ထိတနေရာမှာမစုံသေးခြင်း။အခုရဲ BA အောင်ပြီးအလုံးမရနိုင်လို့ဖြစ်စိတ်ညစ်မနေပါနဲ့။တလောကသတင်းစာထဲမှာပါတဲ့ကတ်တုန်းလို BA အောင်ပြီးအလုံးမရခြင်း BBI ကိုမွေးဖမ်းပြီးတကောင်သုံးချက်နဲ့ရောင်းစားနေပါလားဝိတုစာအုပ်တအုပ်ဖြစ်ညင်နေတော့မြမငယ်မိမိကရရင်မုံမုံလမ်းပြောနေတဲ့ပြင်မောင်တန်းစက်သည်တုံးပွားသွားတယ်သူ့လိုဘီအေဘွဲရှင်ကြီးတယောက်လုံးမွေးဖမ်းထွက်ရမည်ဆို၍စက်စက်ကနှားတော့ဟန်ရှိတယ်တဲကောင်းပါလေညင်နေရမဟုတ်ဘူးဝင်ပြောအနေနဲ့ဟိုသူကငေါလိုက်တယ်အိုကွယ်တော်ကြစမ်းပါမိမိကလည်း ကိုကိုကိုစိတ်ရှုပ်နေတော့ဘာတွေသွားပြောနေတာလဲ။ကဲလာကြကော်ဖီတောက်ရအောင်။မေမေသည်ကော်ဖီခရီးနဲ့ပကံများကိုဂျွန်းတဲ့ဘက်တခု၌ထည့်၍ယူလာတယ်။မေမေဤကော်ဖီဝိုင်းတွင်စူ၍ထင်လဲကြရတော့မှ စကားပြတ်သွားကြတယ်။သူအခိုင်အိမ်အောင်မှလူရိတ်တခုမြင်သဖြင့်ဦးညွန့်မောင်ကဘရင်းဝါမှထားကြည့်တယ်။မောင်စန်းတော်လာဟိ။ကိုလည်းလှမ်းမင်းနေတယ်။မောင်စန်းတော်သည် အိမ်အောင်၌လာ၍တင်ဆက်ထားသော သူဤပေါတူတွင်ပြလာယူနေတယ်။ဟုတ်ကဲ့ဦးကျွန်တော်ပေါပြားနဲ့တွင်လာယူတာပါ။မောင်စန်းတော်ကဖြေလေတယ်။မောင်စန်းတော်မှာမောင်တန်းစင်တို့ဤအိမ်နောက်ဖေးတွင်ရှိသော ရေကွက်လက်တွင်ဂျာတီလိုက်ဟင်းတီဟင်းရွက်များစိုက်ပျိုးလုပ်ကန်၍စားတောက်နေသူဖြစ်တယ်။လူရီတော်မိခင်အိုကြီးနဲ့အတူမောင်တန်းစင်တို့နေသောကျဲမိုင်မင်္ဂလာတော်ကုန်းမြတ်မှမနီမိုးရိုင်း၌ရှိသည်။စောပွားကြီးကုန်းကျွာ၌နေလေတယ်။ လူပြိုပေါင်း၁၇၁နှစ်အရွယ်ဖြစ်တော်လဲတခြားရွာကာလာသားတွေလိုလဲလဲပတ်ပတ်မနေချင်မိခင်အိုကြီးနဲ့အတူသူဤစိုက်ပျိုးခင်းလေးမှ ရာသမျှကို ချိုးချံချွေတာကစားတောင်းနေရှာရသူဖြစ်လေတယ်။မောင်ဆန်းတော်သည်ပေါပြားနဲ့တရင်းကိုယူ၍ခတ်တုတ်တုတ်ပင်နောက်ဖေးသို့ထွက်သွားတယ်။မကြမီတတုတ်တုတ်နဲ့မြစ်ပေါက်နေတဲ့ကိုကြားရလေတယ်။မောင်တန်းစင်ကအိမ်နောက်ဖေးပေါက်မှာ မောင်စန်းတော်မြစ်ပေါင်းနေသည်ကိုတွားမြော်ကြည့်မိတယ်။ယခုနှစ်၌မိုးရာသီဆော့ဆော့ကုန်ပြီဟု မိုးလေဝသမှကြင်ညာသည်မှာမှန်းလာတယ်။တင်းကျော်လမ်းစမ်းရက်တို့ကြောက်ရုံများရှိသေးတယ်။မိုးတစဲမှမရွာတော့ပေ။မိုးအကုန်ဆောင်းအကိုရာသီ၌နေမင်းသည်ကြဲကြဲတောက်ပူပြင်းလာပြီတယ်။ညနေ၃နာရီအချိန်မှနေဆွဲကျွလွလွဖြစ်သည်ဖြင့်ရှိသည်မြအပူတံကို အကုန်သွန်ချနေသလားထင်ရတယ်။အင်းမြပူပြင်းသောနေပုတ်တဲတွင် မောင်စန်းတော်သည်တကုံကုံနဲ့ရေကြီးကို အားဆိုင်ပေါင်နေတယ်။နေပုတ်သည်ကိုမှမုံပင်မန်းသည်ကိုဘယုံမပြုံသူဤအားကိုရာအားပြုရာသည်အင်းမြကြီးနဲ့ဤဆိုင်ပြိုခင်းပင်ဖြစ်နေပေသည်ကို အခန်းနှင့်အကိုရေအကိုတောင်းမြင်မောင်းဆရအောင်ဆင်းခဲ့ပါအောင်ဗျာငားရဲ့မြကြာသွားတယ်တနေ့နည်းနည်းစောစောတွင် ောင်းတန်းစဉ်အိယာထား၍ညနာတက်နေသည်ကို နောက်ဖေးဟင်းရွက်ခင်းထဲမှလမ်းမြင်လိုက်သောမောင်ဆန်းတော်ကလမ်းပြောနေရာမောင်းတန်းစဉ်ကညနာတုံရင်ကကြုံ၍ကောင်းငင်ပြလိုက်တယ်။အေးဟိတ်လာခဲ့မယ်။ဟိုလမ်းပြောလိုက်ရသေးတယ်။မောင်းတန်းစဉ်နောက်ဖေးဟင်းရွက်ခင်းထဲသို့ကျောက်သွားသောအခါတွင်မောင်ဆန်းတော်သည်ရည်ရင်ွေးအုံးနဲ့ကောင်းမြင်ပေါင်ထက်ထားသောတန်းချိုင်းကိုရှေ့သို့တိုးပေးရင် ဒါအကိုကောင်းမြင်ပေါင်းမချိတ်ပူပူနွေ့နွေ့တိတ်ကောင်းတာပဲဟိုကြောနေတယ်။မနီမဝဲရှိနားခိုရန်ဆောက်ထားတော့တဖက်ရဲ့တဲကလေးစီတို့ထထသွားပြီ။တဖက်ရဲ့အိုရဲတို့ခရန်တဖက်ချောင်းနဲ့နဲ့ထက်ယူယူထက်နေပြန်တယ်။ဟာဟိုအပင်ပေါက်နေတာလေးတွေကဘာပဲလဲကွာ။မောင်တန်းစင်သည်တအံ့တော်မေးလိုက်လေ။တနေ့ကပင်ပေါင်းစန်းတော်ကိုအီမြေခွက်၌နေဖို့ကြီးကြဲကြဲမြေကုန်းပေါက်နေတယ်ကိုမြင်ရတယ်။ ။ယခုတော့ထိုနေရာတွင်တစ်ပင်ငငယ်လေးတွေကိုထိုးထိုးထောင်ထောင်မြင်နေရသဖြင့်ဤမြလင်းလင်းမြန်မြန်တစ်ပင်လေးတွေတွေ့ရ၍အံ့ဩဝမ်းသာဖြစ်နေရန်ရှိနေတယ်။တခွားပင်တွေပေါ်အကိုရဲ့တခွားတွေချထားတယ်လေ။အခုချိန်ဟာတခွားစီကောင်းစွာပြုတ်နေပြီအကို။ဈေးထဲမှာတခွားတစ်ထောင်ကိုရ20တမန်ပေးနေရပြီ။ဒီအချိန်ဒါလေးလုံးလိုက်ရတယ်။ကဲစားလေအကုန်ညော့ မောင်စန်းတော်ကမောင်တန်းစင်ကိုတည်ကျင်သည်များကိုဖြစ်ပြီး ကောင်းချင်းပေါင်းကြိုက်ကို ရှိကိုတိုးပေးနေ၍သူကအလိုက်တဲ့ယူစားနေရတယ်။ဒီတကွားကဘယ်တော့စားရမှာလဲကွာမောင်စန်းရဲ့။ဒါတကွားလေးမျိုးအကိုရဲ့တလနဲ့ငါရဲ့ဆိုရင်စားရပြီလေ။တကွားသုံးမျိုးရှိတာအကိုသိရမဟုတ်လား။ဟွန်းမသိဘူးကွာ။မင်းဟာရှင်းစမ်းမအော ။အောင်တန်းစင်ကမတိ၍မတိချောင်းကို အမှန်အတိုင်းဝန်ခံလိုက်ရတယ်။တခွားသုံးမျိုးရှိတယ်လေ။တခွားလေးတခွားလက်နဲ့ခေါင်းစိမ့်နဲ့ဗျ။တခွားလေးအမျိုးကခုကျွန်တော်စိုက်တာပေါ့။စပီစိုက်တဲ့နေ့ကတလနဲ့၅ရက်ပြည့်ရင်အသီးစားရပြီ။နည်းနည်းသေးတယ်ညက်တယ်။မြန်မြန်စားရတယ်လေ။အဲတခွားလက်မျိုးကနည်းနည်းအလုံးပိုကြီးတယ်။ဒါပေမဲ့သူက၄၅ရက်ရှိမှစားရတယ် ။ခေါင်းစိမ့်တခွားကတော့အလုံးတိတ်ထွားတာအကိုရ။တီလဲကြီးလှလဲလှတယ်။ဒါပေမဲ့ तू ကနှစ်လားတတီရှိမှစားရတာပေါ့ကျွန်တော်မစိုက်ဘူး။ကျွန်တော်တို့ကပက်ဆက်မြန်မြန်ဖြစ်တဲ့တခွားလေးပဲစားရတယ်လေ။ဒါနဲ့ရွရွနွေးပကံယူပါအောင်အကိုရ။မောင်စားတော်ကရှင်းပြပေးတဲ့နဲ့ရွနွေးပကံလှမ်းပေးနေပြန်တယ်။တခွားခင်လေးပေး၌စိမ့်ရောင်တန်းနေတော့မြောင်းလေးမြောင်းကိုတွေ့ရတယ်။ အဲ့ဟိုညောင်လီမြောင်းကပေါ့ဘာတွေလဲကွာတိကျင်တာတွေကိုလည်းဇက်တိုင်မေးရင်ကောင်းရင်ပေါင်းလဲစားရင်အောက်တန်းစင်သည်စိုက်ပြိုးခင်းတဲ့နိုင်အချိန်ဖြုံးနေရသည်မှာစိတ်ကြည်နူးသလိုရှိနေတယ်ကောင်းရင်ပေါင်းစားပြီး၍စိုက်ခင်းတဲ့တွင်လက်ကြည့်ရန်နေရာမှထားလိုက်လေတယ်အဲ့ဒါပူတင်နေပေပေါ့အကိုရဲ့သူလဲသူ့ရာသည်ရောက်ခါနေပြီမို့ရေးပြီးလောင်းပေးရတယ်ပူတင်နေအစည်းတရာကိုငါချက်စေရပြီ နောက်လာဆိုရင်နှွေဘက်နီးတော့မယ်။နှွေနီးလေဈေးပေါ်ရလေပေါ့။တခွားပြီးရင်ပိုတီနန်ကဆက်စားရမှာအကိုရဲ့။ဒါရှောက်ကြည့်မလား။မောင်တန်းစင်သည်ချစ်စရာအပင်ငယ်လေးများကိုလှဲ့ကြည့်နေတယ်။နေကြည်နှုတ်ကလေးများပြက်စမပြူသေးမီ။ကျောင်းနဲ့နဲ့ခင်းဤနှင်းမုံမုံကလေးတို့ကညောင်လေနဲ့ဝေး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 ပါလာနေလေတယ်။မင်းတိတ်ကြိုးစားနေပါလားကွာ။မောင်စန်းတော်ရ။ဘာလဲ။ မိမယူဖို့ကြံနေပြီလားအခုတလောမင်းတို့စောဝါကြီးကုန်းရွာတဲ့ကမိမခိုးကြတဲ့အတွဲတွေခဏခဏစိုးပဲကွာဒါတွေ အကြပြီထင်နေမောင်တန်းစင်ကခရွှွှွှွန်ကလေးပြောသဖြင့်မောင်စန်းတော်ပါလိုက်ရနေတယ်ကြိုးစားရတာပေါ့အကိုရဲ့ကျွန်တော်တို့ကဒါလုံးမှဒါစားရတာကိုအကိုပိုက်တဲ့ပုံနာလေးရှိတယ်ထင်နေကျွန်တော်လဲဒီနေတော်ပြသူလောက်ကိုဟင်း အဖော်တွေဘာတွေနဲ့ဖြစ်လာတော့မှာရေဘောတန်စင်ကအံ့ဩသွားတယ်ငါထင်တာတကယ်ဖြစ်နေပါလားကွာဒါနဲ့နေပါအောင်မင်းတို့ဟာအသေးကြပြီလားကောင်းမလေးကဘသူလဲစိတ်မြလေအကိုရဂျွာထိတ်ကဥပုခသမီးစိတ်မြပေါ့ကျွန်တော်နဲ့ကြိုက်နေတာတနစ်ကျော်ပဲအဲ့ဒါဒီတကွာပေါ်လို့ငွေလုံးငွေခဲကြရင်ကျွန်တော်တို့ယူကြမလို့ပဲသူ့အမေကြီးသဘောမတူရင်ခုတ်ပြမှာပေါ့ဗျာ ဒါကြောင့်ကျွန်တော်သိစူးစမ်းနေရတာတို့ကြရင်ကျွန်တော်ကြက်တောင်ထမ်းမွေးအောင်မလို့လေအိုဟိုဒါကြောင့်ကိုဆိုတော့အိုဘာတင်းကြောင်ညာလို့အခုမှဇန်းတော်တရားသိစူးစမ်းနေတာအเจ้าနဲ့ကိုဟိုသိရတော့တယ်မောင်ဆန်းတော်တဲ့မနီမဝေးရှိရေတွင်းမှာရေဖြစ်တကွားကင်းကိုရေလောင်ရန်ရေတန်းပုံများကိုပြင်ဆင်နေတယ်ဒါနဲ့အကူကအလုပ်ပဲချင်းတွားရမှာတော့ဟိုလည်းမေးပြန်တယ်ဟာ ငါအလုံးမမရသေးပဲကွာဟို မောင်တန့်စင်က ဖြေးလိုက်တယ်ဟင်တို့တလုံးကအကိုဘီအောင်လို့အလုံးလျှောက်ရတယ်ဆိုဟိုမေးပြန်တယ်အေးအလုံးလျှောက်ပေမဲ့မရလို့စိတ်ပြက်နေတာပေါ့ကွာမောင်တန့်စင်သည်စောစောကတိုက်ပြိုးခင်းကို ကြည့်၍အားရသလားယခုတော့သူ့ဘဝသူတွေးမိပြီးအောင်းငယ်တယ်လို့ဖြစ်သွားရတော့တယ်အခက်တော့မင်းဒီလောက်တောင်စိတ်ပြက်နေရင်လည်း ရရအလုံးဝင်လို့ပေါ့ကွာအလုံးကိုကြိုက်တယ်မကြိုက်ဘူးရွေးမနေနဲ့တော့ပေါ့ဥညုံမောင်ပြီးလက်ထဲကကြေပြင်လိုက်တော့ပေါ့ဖိ၍မိညီအောင်ဖွားနေချင်းပြောလိုက်တယ်ယင်းနေ့ဆိုရင်မောင်တန်းစင် BA လက်မှတ်တစ်စောင်ကိုပန်း၍အလုံးရှာနေသည်မှာနှစ်လတတိကြာခဲ့ပေပြီယင်းနေ့ပင် အလုံးပညာသင်ကျောင်းတစ်ကျောင်းကဆရာအလိုရှိသည် ဆို၍တွားလျှောက်ခဲ့သေးတယ် တင်ပြရမည့်ဘာသာမှာတင်ကြားဘာသာဖြစ်သဖြင့်ဝိဇာတိုင်းတွင် စိတ်ပညာနှင့်ရာဇဝင်ဘာသာတို့ဖြင့်အောင်လာသောမောင်တန်းစဉ်နောက်ဆုတ်ခဲ့ရသည်တချို့အလုပ်တွေကရပါတယ်သို့တော့ရဲဘက်စစ်ဘက်ဖြစ်သဖြင့်တသက်လုံးလက်နက်ဆို၍အတချောင်းမှမကန်းခဲ့ဘူးသောမောင်တန်းစဉ်သည် နောက်ဆုတ်ခဲ့ရသည်ဖက်ဆက်ဆိုင်မန်နေဂျာအလုပ်တစ်ခုမှ အလွယ်နှင့်ရပါတယ်သို့တော့ရခိုင်ပြည် ဘူဒီတောင်မောင်တော်ဘက်သို့သွားရမည်ဆို၍မောင်တန်းစင်၏မိဘများက မလို့ခြင်းမောင်တန်းစင်ကိုယ်တိုင်ကလည်းဤမြရန်ကုန်နှင့်ဝင်ဝင်မသွားခြင်းပင် နောက်ဆုံးတွင် အချိန်ပြည့်နေပြစရာအဖြစ်နှင့်ပဲလုပ်ပါတော့မည်ဟုလာက230-300နှုန်းဖြင့်ရန်ကုန်တက္ကသိုလ်စိတ်ပညာဌာနတွင်လုံနေသောနေပြစရာနေရာအတွေ့ရှောက်လာတင်ခဲ့ရာကံဆိုသော မောင်တန်းစင်သည်စိတ်ပညာဘာသာရပ်၌ ရေးပြဆရာအဖြစ်အမှုထမ်းဆောင်ရန်တက်မှတ်ထားသောအမှတ်ပြအောင် စာမေးပွဲတွင်များရှိခဲ့၍ပို့ဆိုပြီးကြောက်လွာပေးချခံရပြန်နေ။ဟုတ်ပါရဲ့ဖေဖေယာတခုခုတော့မရွေးပဲလုံးမပဲ။ဖေဖေလည်းပင်စင်ယူပြီးဆိုတော့ကျွန်တော်အလုပ်တခုခုလုံးမဖြစ်တော့မှာ။ကျွန်တော်တို့အပိုင်းကိုရောက်တော့လေကျွန်တော်တောင်းဝန်ကြီးမှကောင်းမယ်။ဒီတခါတော့ဘဲသွားရသွားရဘာအလုပ်ဖြစ်ဖြစ်ဝင်လုံးတော့မှာပဲ။ မောင်တန့်စင်ကဆိုတယ်ဒုက္ခနာ၌မောင်တန့်စင်အနာသို့မြမငယ်မိမိရောက်လာတယ်ပူပိုကလည်းအလုံးမရလို့ညှိနေစမ်းပါနဲ့ပူပိုအလုံးမရသေးလို့လောလောဆယ်ထမင်းငတ်သွားမှလည်းမဟုတ်ဘူးဒါတော့ဖြစ်လာတာမိမိပြောသလိုပီပီအိုင်ကိုငွေဖန်ရောင်းနေရောပေါ့မိမိကအကူကို ကလိနေတယ်တော်စံတိတ်စံကောက်ပါလေဒီမှာစိတ်ရှုပ်လွန်းလို့ဘာလို့ရမှန်းမသိရတဲ့အထက် လာပြီးအတိတ်ပဲရှိတဲ့စကားပြောပြောနေတာပဲငါထထုတ်လိုက်ရမောင်တန်းစင်တီပြောပြောဆိုဆိုနောက်ဖေးပရင်ဘတ်တို့ထွက်လာခဲ့တယ်ပရင်ဝါမှာမောင်ဆန်းတော်၏စိုက်ဖြိုးခင်းကိုမြင်ရတယ်သဘောပင်လေးများအညွန့်တလူလူနဲ့အပင်တက်ရန်စင်ထိုးထားပေးနေရပြီကို တွေ့ရတယ်သခွားပင်စင်နဲ့မင်းမဝေးတွင်တန်းငယ်လေးတစ်လုံးကိုတွေ့ရသဖြင့်ဘသူအင်္ဂလိပ်လည်းဟိုသိလို၍မောင်တန်းစင်ဆင်း၍သွားမိတယ် ဟေးမောင်ဆန်းတော်ဒီရင်လေးကဘာလုပ်ဖို့လဲဘယ်သူလာဆောက်ထားတာလဲကွာပူတင်နဲ့အခင်းတွေနောက်ချင်းမြေဆွေထက်ထက်နေတော့ကရောင်းကြိုက်ချင်းနဲ့ဖြစ်နေသည့်မောင်ဆန်းတော်ကကျွန်တော်အိမ်ပေါ်အကိုရဲ့အောက်ထက်မှာကြံမွေးတာလေမနေ့ကမှကြက်တွေယူလာတာဟုတ်ပြောနေတယ်ယခုမှသတိထားမိတယ်အိမ်လေးမှာဝါကြံခင်းထားပြီးဝါကြံအောင်၌ချန်ခတ်၍ကြက်အကောင်20ခန်းတွေ့ရတယ်ကြက်တွေဤ တကောကောအော်တန်ပင်ကြားနေရလေတယ်။တခွာသီးပြီးအကိုရဲ့ညမှာတခွာခင်းနဲ့လူဝင်ခိုးမှဆိုလို့ကျွန်တော်ကစောင့်အိပ်ဖို့ဒီတယ်လေးစောက်တာ။ကြက်လဲမွေးရတယ်လေ။ဗမာဦးစားကြက်တွေပဲအကိုရဲ့ကျွန်တော်အလုပ်ကတော့ဆက်လို့ပါပဲ။မအားပါဘူးကိုရ။တခွာပြီးပူတင်နဲ့ဆက်ရမယ်။ဒီကြားထဲစောင်းနှင်းစာဖြစ်တဲ့ချင်မောင်လဲစိုက်ထားပြီလေ။ကြက်ဦးမွေးဖို့လဲလို့ရသေးတယ်။ဒါတလာဖို့အကိုကြီးဟို မောင်ဆန်းတော်ကပြောနေလေတယ်။ မောင်တန့်စင်သည်အလုံးနဲ့လက်မပြတ်ဖြစ်နေသောမြမစာမှကောင်းကောင်းမဖတ်တတ်သည့်မောင်စန်းတော်၏တော်လာလှုပ်ရှားနေပုံကိုပီတိအားကြသလိုဖြစ်နေပြီ။တစ်ဖက်မှာမူဝိဇာပွဲလက်မှတ်ကြီးကိုကန့်၍မြမမှအလုံးရှာမရသောမိမိ၏ဘဝအတွက်စိတ်ငယ်နေပြီးတော့တယ်။အခန်းလေးထိုနေ့မှာမောင်တန့်စင်သည်အောက်တန်းအရာရှိအလုံးတနေရာအတွက်သမွေးပွဲဖြစ်ဆိုရမည်နေ့ဖြစ်လေတယ်။အလုံးမှာ ဥဇာတန်အောင်လျင်ကြောက်ထားနိုင်သည် ဆို၍ဥဇာတန်အောင်သူရောဝိဇာတန်အောင်သူတွေပါကြော်၍လျှောက်ကြရာစုစုပေါင်းလျှောက်လွှာတဲ့သူ200ကျော်ရှိတယ်။သို့တော့ခမ်းမြည်ရာတို့မှတနေရာအတွက်သာဖြစ်၍ရမြည်လကမှာရှားပါစရိပ်ပါနဲ့မှ296ကျန်များဖြစ်တယ်။ထို့ကြောင့်မောင်တန်းစစ်သည်တိတ်အောင်မရှိလာပေ။နည်းနည်း10နာရီ၌ရန်ကုန်မြို့လယ်ရှိ အစိုးရရုံတရုံတွင် စာမေးပွဲဖြေဆိုရမည်ဖြစ်တဲ့မောင်တန်းစင်တို့နေထိုင်ရာစဲမိုင် မင်္ဂလာတုံမှနေ၍အမတ်ကိုဘတ်စကားကိုစီး၍သွားလျင်ကားစီးချိန်တနအီခန့်ရှိမည်မို့မောင်တန်းစင်သည်နည်းနည်း၈နာရီကပင်မိမိထက်ပေသောထမင်းကိုဝန်းစားနေရတယ်။အကိုတန်းစင်အကိုတန်းစင်ဟောအကိုထမင်းအစောကြီးစားနေပြီလားဗျဒီမှာတခါတီတို့เสียရလေ မောင်စဲတော်သည်ပြောပြောဆိုဆိုမောင်တန်းစင်ဓမင်းစားနေသည့်အနာတော်ဝင်ထိုင်နေလက်ထဲတွင်လည်းစိစိနုနုနဲ့ကြိုက်စားခြင်းသပွဲတပါသေးနုနုဒင်းငါလုံးခန့်တွေ့ရတယ်။သူသည်ဓမင်းပွဲအနည်းမှမောင်တန်းစင်ကိုမိမိကိုတပါသေးတို့စရာများလှမ်းပေးလိုက်တယ်။ជីជីဒီတပါသေးလေးတွေအကိုကိုလှိပေးလိုက်ပါဦး။အကိုဓမင်းမြေတော့ဒါတွေဒီမနေ့ပဲခုရတယ်။မောင်စန်းတော်ကဝမ်းသာအားရပြောနေတယ်။ မိမိသည်မောင်စန်းတော်လက်ထက်မှတပွားသည်များကိုလာယူသွားတယ်။မင်းတပွားသည်ခိုးရပြီလားကွာ။မောင်တန်းစင်က မေးလိုက်တယ်။ခိုးရပြီလေအကိုရ။ဒီနေ့ပဲဈေးသွားပို့တယ်။နီနီနာနာမင်္ဂလာတော်နဲ့မျိုးစေးပဲသွားပို့လိုက်တယ်။ဈေးမစိုးဘူးကိုရဲ့။တပွားလေဆိုပြီးအလုံးသေးပေမဲ့116ကျပ်ရောင်းခဲ့ရတယ်။ဒီနေ့တော့ဗြဟ္မာဆုံးနေမှု၄00လောက်ပဲခိုးသွားတာ။ငွေ60လောက်ရခဲ့တယ်။ ။နောက်ဖို့ဖို့ကြံသေးသလားကွ။မင်းတခွားသေးကမင်းမေးသေးတခွားသေးအခေါ်နွားပြီးလီရွေ မောင်တန်းစင်ထမင်းပွဲ၌လာချပေးရင်လမ်းမေးတယ်။မောင်တန်းစင်ကတခွားသေးလက်လက်ဆက်ဆက်နဲ့ညပိရီကိုတွေ့နေလေတယ်။ဟာကြံပြီလားကြည်ကြည်ရဲ့။နောက်အနည်းဆုံး6ခါလောက်ခုနိုင်သေးတာ။ဈေးကူးလို့သာကောင်းရင်ငွေ400ဘိုးလောက်ရမယ်လေ။ဈေးကြတော့လေ250 300ဘိုးလောက်ခုနိုင်သေးတာကိုတော်ပါပြီဒီလောက်ရရင် တကွာကိန်းမြန်မြန်လက်စတတ်ပြီးပူတီနန်ဆက်ကင်တော့မယ်။ဟေးပူတီနန်ချင်ရောက်ပြီလား။ရော့ရင်တွေးချင်မမေရမေးချင်ရင်တွေးချင်ခရားကို မောင်ဆန်းတော်ထံလာပေးနေတယ်။မောင်ဆန်းတော်သည်ရင်တွေးချင်တစ်ခွဲ့ငှက်တော့နေပြန်တယ်။ရောက်ပြီပေါ့ကြည်ကြည်ရဲ့ရန်ကုန်ထဲကကလားဟိုတယ်တွေကလားထမင်းဆိုင်ကြီးတွေက ပူတီနန်တိတ်တုံးတာကိုအခုဆိုဈေးထဲမှာပူတီနန်အစည်းတရာကို ၆ချက်ဈေးဟာခက်တင်တင်ရောင်းရတယ်။ဒါမိုးမကြမချင်းဒီဈေးနဲ့ရောင်းပါလေဗျာ။မောင်ဆန်းတော်ကအားရပါရပြောနေတယ်။မောင်တန်းစင်သည်ကိုယ်လုပ်ငန်းတွင်ကိုယ်စိတ်ဝင်စား၍အကျိုးဖြစ်တော်သလား။ဘုံယူခြင်းနဲ့ဟန်ရှိသောမောင်ဆန်းတော်ကိုကြည့်ရင်သူပါဝမ်းသာနေမိတယ်။အခန်းကကြည်နူးမျိုးကြစရာ တုန်နဲ့ဗျာ။ရှင်ပြုံမုံမုံရဲ့နိုင်မှာစေတနာထား တဘာတက်လျာမိကညာจิตကပါတူလန်းကြဆို့နှောင်းစင်မကွာကိုတန်းလာ၏စေတနာတခြင်းလေးတအေးအေးနဲ့အိမ်တို့ပြန်လာတော့မောင်တန်းစိမျက်နှာမှာပြင်းမြူးနေလေတယ်သူသည် အမတ်ကိုကားစိမ့်မှနေ၍အိမ်တို့ခတ်တုတ်တုတ်ကလေးလျှောက်လာခဲ့တယ်မောလွဲတနာရီဤနေသည်ရရက်ဆက်ဆက်ပူနေသည်ဖြစ်တော်လဲသူ့တွင်ထီးပင်မပါ၍ချွေးတချွဲချွဲဖြစ်နေတယ်သို့တော့ ဝမ်းသာ၍နေပြီးမူနေဘူး၍မှပုံမှန်သူမသိချင်းပေပေမမေကျွန်တော်အလုပ်ရလာပြီဗျမောင်တန်းစင်သည်အိမ်မော်တို့အပြစ်ကလေးတိတ်၍អော်ပြောနေတယ်။ဦးညုံမောင်မှာအိမ်တွင်မရှိချင်းမောင်တန်းစင်၏မမေသာအိမ်နောက်ဘေးမှထွက်လာတယ်။ဒါအလုပ်ရလာပြီဟုတ်လားဟုတ်တယ်မမေမမေဝမ်းမသာဘူးလားဟမ်မောင်တန်းစင်ကမေးတယ်ဝမ်းသာတာပေါ့ဒါရင်ဒါနဲ့ဘယုံမှလဲကွဲ့ အခုနောက်ဖွင့်တဲ့ဝင်ကုန်ထွက်ကုန်ကုမ္ပဏီတစ်ခုမှာပဲမိမိရဲ့မောင်တန်းစင်တီဒီခုမှတတိယရွေနဘူးမှချွေမြစိကြနေတီကိုလက်ကင်ဘွားဖြင့်တုံနေရတယ်။မောင်တန်းစင်မိမိကသားကြီးကိုရက်ခတ်ပေးနေတယ်။မောင်တန်းစင်အလုံးချလာတဲ့မှာတလောကလူမရကျော်ဝင်ဖြစ်တော့လက်ထောက်အရာရှိ နေရာမဟုတ်ပေ။ထိုနေရာမှာ လူနေရာမှတယောက်သာခတ်သဖြင့် တော့တန်းစဉ်နောက်ပေါက်ကြကြံ့ရင်ခဲ့ရတယ်။ယခုအလို့ရတော့နေရာမှာမြို့လယ်ရှိပုံလီတစ်တခုတွင် ဖြစ်နေတယ်။မိဘအောင်တာရဲ့တာအလို့ကလာကဘလောက်ရတယ်လဲ။ဝန်တောက်လားဘာအလို့လဲ။အိုးမမရဲ့အလို့ရှာရခက်လွန်းလို့ရတဲ့အလို့ဝင်လို့တာပါ။ဘယ်ဝန်တောက်ဟုတ်မလဲ။အထက်တန်းစီရေလောက်ရမှာဗျ။ဒါကကတော့185ကျပ်ပဲရမယ်လေ။အိုးတာရဲ့ ပြီးရအောင်ပြီးစရင်ဝင်လို့ရမယ်လို့ကွယ်ပြီးတော့ရတဲ့လကကလည်းနေရတာမပြေဘူးလားမောင်တန်းစင်ကြီးမမေကသားအတွက်ရင်တုမနာဖြစ်ဟန်ဖြစ်ပြောရှာတယ်မမေကလည်း BA တွေစရင်မလို့ရဘူးလို့ဥပဒေမရှိပါဘူးအခုသားလုပ်တဲ့ကုမ္ပဏီကအစိုးရနဲ့ဖက်ဆက်သဘောလုပ်ထားတဲ့ကုမ္ပဏီပြတော်တော်ကြာလုပ်ငန်းချက်ရင်လကတိုးပေးမှာယာတို့လည်းတိုးချင်တိုးမှာပဲဟာအေးလေ ตาตบอจ่ายเองเว้ยปี้ด่าบาเว้ยกวยมะเมียก็ตาสึกเงินมาบงเงินมาซุโลပြောด่าบาเกตาซ่าไม่ได้บุล่ะบ่ซ่าไม่แลပြောเลยบ่าวตั้นเซียนมะเมียก็ตาผิดตัวอ่ะนิดเต้ไล่ไปตาอั่วแซ่เสียตะคู่คู่ตั้วอยู่ยันနောက်ဖေးဘက်တော့ဝင်သွားမြင်ပြုနေစေ။မစားဘူးမမေ။ဒါကုန်းကလေးတင်ကပဲ။တကယ်ချင်းတယောက်နဲ့တွေ့လို့တစ်ဖက်ရေတောက်လာတယ်။ဒါအဝင်လဲအောင်မယ်။သူတည်ပြောပြောဆိုဆို အဝယ်လဲရန်ထား၍အခန်းထဲသို့ဝင်သွားတယ်။မောင်တန်းစိန်အခန်းပြင်ပေါ်မှနေ၍နောက်ဘေးဘက်ရှိမောင်စန်းတော်တို့စိုက်ပျိုးခင်းကိုနှမ်းမြင်ရတယ်။မောင်စန်းတော်စောက်ထားသော ကြက်ချံတဲ့အိမ်ငယ်လေးမှာမေမောလောင်ကြီးနဲ့အင်ဂျင်မြလှမ်းထားသူကိုလည်းတွေ့ရသဖြင့်ထူးဆန်းသလိုဖြစ်သွားတယ်။ယခုတလောမောင်တန်းစိန်မှာအလုံးရှာရဆာမီပွဲဖြစ်ရာဖြင့်အိမ်၌မကန့်တည်မှရှည်ရခန့်ရှိပြီဖြစ်၍ မောင်ဆန်းတော်တို့စိုက်ပျိုးခင်ဘက်သို့မရောက်ဖျားချင်။သူကထူဆန်းတယ်လို့ထင်၍မိမိကိုလှမ်းမိတယ်။မမေရေနောက်ဘေးကမောင်ဆန်းတော်တယောက်အိမ်လာသေးလား။သူတန်းလေးမှာလူသစ်တွေများရောက်နေသလားလို့နောက်ဘေးမှာမိမိကအပြင်ထွက်လာပြီ။အေးကွယ်တအုံပြောမိသေးဘူး။မောင်ဆန်းတော်တို့တဲမှာလူသစ်တိုးနေတယ်လေ။တာတော့ကြည့်ပါဦး။မောင်ဆန်းတော်ရဲ့သူ့အမေအိုကြီးလည်းရွာထဲကနေ အဲ့ဒီတဲကလေးကို ပြောင်းလာကြပြီပြီးတော့အဖော်တစ်တွေဘာတွေနဲ့ဟဲ့ဟိုပြောနေတယ်မောတန်းစင်သည်အဖော်တစ်တွေနဲ့ဆိုသဖြင့်တည်ကျင်လို့ရွေအိမ်ပေါ်မှာပပြခရပင်ဆင်းသွားမိတယ်မောင်စန်းတော်ကိုထုံးစံအတိုင်းပေါပြတလဲနဲ့မြင်းစွနေသည်ကိုတွေ့ရတယ်တကွားစင်ထိုးထားသောနေရာအိမ်မြောက်ဖက်နား၌ဖြစ်တယ်ဟဲ့မောင်စန်းတော်ဒါကဘာဆိုင်မလို့လဲကွာဩအကိုလား မတွေ့တာအတော်ကြာနေပေါ့ဒီနေရာမှာချင်းမောင်ချမလို့လေအကိုရဲ့တခွားချင်းကုန်သွားပြီလေအခုချင်းမောင်ဆက်လုပ်လို့ဗျမောင်ဆန်းတော်ကမျက်နှာမှာချွေးများပေါ့ကောင်းပေါင်းထားသောပစိုးဖြင့်ယူသုံးနေခြင်းပြောနေလေတယ်ဒါနဲ့မင်းတို့အိမ်လဲအဖော်တိုးနေလို့ဆိုကွာမောင်ဆန်းတော်ကရှက်တလို့လို့ရင်လိုက်တယ်ပုံမှန်လေအကိုရဲ့အရင်ကျွန်တော်ပြောတဲ့စိတ်မြဆိုတာပေါ့ မောင်တန်းစင်ကလှမ်းကြည့်လိုက်ရာတဲ့ရင်လေးအောက်တွင်ကျက်စာကျွေးနေသောစိတ်မြပေါ်တွေ့ရလေတယ်။တော်မလေးကြည့်ရတာရိုးရိုးအေးအေးလေးကွာ။ဒါနဲ့မင်းတို့ခိုးယူတာလား။မောင်စန်းတော်သည်လက်ထဲမှ ပေါက်ပြားကိုတနည်းအားသို့ပြစ်ချလိုက်ပြီးရှောက်လာခြင်းကရဲကျဲကျဲနေ။မဟုတ်ဘူးအကုန်။သူ့အဖေကကြည်ကြည်နက်နက်နဲ့မို့လူကြီးသုံးလျောက်ခေါ်သွားပြီးတောင်းယူလာလေ။အရာထဲကလူကြီးတွေကို တောင်လန်းထဲကလကကဆိုင်ကတပည့်တွေပါတယ်ဝယ်ပြီးအခင်ရသေးတယ်။လေးရက်လောက်ရှိပြီဗျ။ချုပ်ကနာတွင်စိမ်းများသည့်ကျက်စာထည့်ထားတော့တောင်တလုံးကိုကန်၍ထွက်လာတယ်။ဟဲ့မန်းစိမ်းမြ။အဲ့ဒါပြီးရင်ဂျနိုးလေးတလုံးတော့တဲပါလား။ငါတောက်ချင်လို့မောင်စန်းတော်ကပြောလိုက်သဖြင့်စိမ်းများသည့်လက်ထဲမှတောင်းကိုချ၍တင်ပေါက်စလေးများကိုတဲအနီး၌လှည့်၍ကောက်နေတယ်။အေးပေါ့ကွာ။ မင်းလည်းစားမဲ့လူတွေပါတယ်တိုးလာပြီကောအလို့ကိုအရင်ကထက်ပိုပြီးစူးစမ်းလို့ရမှာပေါ့ဟုတ်လားမောင်တန်းစင်ကတပွားစင်ကလေးဤအရေးတွင် နေဘူးဖို့၍ထန်လန့်ရင်ပြောလိုက်တယ်မောင်စန်းတော်သည် ပေါက်ပြားကိုပြန်ကန်ရင်စောစောက ပေါက်နေသော မြေကြီးပေါ်ပင်ပြန်၍ထိုးစွနေခဲ့လေတယ်မထူးပါဘူးအကိုရဲ့ထမင်းစားမဲ့လူတယောက်တိုးလာလို့ပိုပြီးထမင်းကုန်တာတော့ဟုတ်ပါရဲ့လောက်တာကတော့အရင်လိုပဲလို့ရမှာပဲ တကွာဆိုင်တာဈေးကောင်းပြီလို့ဝေးချရလောက်ဆဆတောက်တောက်ဈေးနှုတ်ပြီးမှအသက်ရင်ကျန်နေလေအခုတခွာပြီးတော့ဘူတီနန်ကခုရတော့မယ်တခါခုရင်အနည်းဆုံး20အစိတ်တော့ရမယ်ရှင်မောင်လည်းစိုက်အောင်မယ်လေဗျဟောကြက်တွေကလည်းဥနေပြီအကိုရအခုဆိုကြဲဦးကတကြက်လေးလုံးရောက်ရတယ်ဒါလေးကနေ့စဉ်ဝင်ဝင်ရှိသေးတာကလားကျွန်တော်တော့ဒီမြေကြီးနဲ့ ဒီရည်တွင်းနဲ့ဒီပေါပြားတလဲရှိရင်မကြောက်ပါဘူးကိုရကိုလုံးနိုင်ရင်ကိုစားရမယ်ဆိုတာသိတာကိုမောင်စန်းတော်ကသူ့အလုံးသူ့ဘဝနဲ့သူ့ဝင်ငွေအခြေအနေကိုပြောပြရင်ပီတိဖြစ်နေရတူတယ်လေတိုးလျင်လဲတော်မီဟန်ရေဆိုင်တဲကလေးအတွင်း၌နေ၍ရေကြီးမှသီလာမီစိုက်ပြိုးပင်အသီးနှံတို့ကို အာကိုရင်ဝါကြီးကို အပြင်းနေတော်မီမောင်စန်းတော်တို့ စိတ်များတို့မောင်းနှံ့ဤအခြေအနေကမှာဥစရာမရှိ အေးချမ်းပါသေးပြီးတကားဟုတွေးနေမိသောမောင်တန်းစင်သည်သူ့မမေပြောသောစောစောကစကားတွေကိုပြန်သတိရနေမိလေတယ်။အိုးတားရဲ့ဘီအေအောင်ပြီးစည်ရင်ဝင်လို့ရမယ်လို့ကွယ်။ကြားတဲ့လကကလည်းနေရတာမပြေဘူးလားတဲ့။ဟုတ်ကဲ့ပါရှင်။စာရေးဆရာကြီးတက်ကတော်စိတ်တင်ရေးသားထားတယ်။ သူနဲ့ကိုတဲဟိုပြက်မှာနေရဆိုတဲ့ဝတ္ထုတို့လေးကဒီနေရာလေးမှာပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းဘိုးကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။